အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရန်ကုန်မှာည7:00နာရီ10မိနစ်မှာငလင်လှုပ်ခတ်သွားတာကြောင့်ပြည်သူများအားလုံးပဲဖြစ်ဆိုရင်နေကြတဲ့ရုပ်တံမျိုးပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ

ါလေးအားလုံးပဲသတိရှိကြပါတော့ကျွန်တော်အကောင့်ပြန်နေနေကကျွန်တော်တို့၁၇နာရီ၉မိနစ်မှာတစ်ချက်တော့လုတ်ွားရပါတော့ဒီရန်ကုန်မယန်းကိုပြုစင်လှဲတဲ့ဒီရန်ကုန်မြို့တော်တော်နဲ့တော်တော်လေးမှလုတ်သွားရပါတော့ဒါကြောင့်လည်းပြုစင်ကြပါပြုစင်သတိထားပြီးအိတ်ကြပါဒီညနဲ့ထက်လုတ်နိုင်လို့သတင်းတွေတက်နေရပါတော့ကျွန်တော် live ရှာတာပါတော့အဖေးလေးကြပါကျွန်တော်ရှင်းတော်မှန်နေရဆိုတော့ ကျွန်တော်တို့ကကိုကူးဆိုင်တယ်ကျွန်တော်အောက်မှာဒီဘီနာတိတ်ဘူမှာတက်အိဘူတော့ကျွန်တော်အစီအစဉ်လုပ်နေရပါတော့တကယ်လို့ဒါပါလားငါတို့တော့နောက်လာဖို့တကယ်ပဲကျွန်တော်ကကျွန်တော်ကိုယ်လည်းမဟုတ်ပြန်လည်းမပြောအားလုံးသတိလက်ပေးချင်တာဒီညခင်းဆိုင်ပြီးအိတ်ကြပါအထူးပြုဆိုင်ပြီးအိတ်ကြပါကျွန်တော်အရှိမဖြစ်ပြပေးခဲ့ပူပါပြီကျွန်တော်ထပ်ပြီးသတိလက်ပေးရဗျာဟိုမသိပါဘူးဆိုလို့ဘရိုးညမှာတက်ပြန်ရင်ကျွန်တော်ကုမမာလာရေးပေးကြအောင်ဗျာဒီကျွန်တော်တို့ဒီနေလဲတဲ့မှာတော်တော်လေးကိုနှစ်ချက်တော့ဘုံကရမ်းခါသွားရဗျာဒီလားကျွန်တော်ပြောချက်တင်းနေအောင်ထားတကယ်ပြောတာတော့ ူးဆက်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီ Facebook မှာလည်းတတိယနေ့တတိယနေ့ကိုချက်ပြီးသက်ကြည့်ပါတတိယနေ့အိတ်ကြပါတတိယနေ့လာကြပါတတိယနေ့ထိုင်ကြပါဖြစ်နိုင်လို့ဆိုရင်တော့ဒီအတိုက်အညီမှာနေရဲ့လူတွေတော်တော်များဟိုအောက်မှာဆင်းနေဖို့အကြံပေးကြတယ်ပေါ့နော်အတကယ်လို့တတိယနေ့အိတ်ကြပါနော်အားလုံးပြီးခင်ကြအဲငရင်လှုပ်လို့တဲ့ညာ7နှစ်ဝင်ကျင်လောက်ပေါ့နော်အဲလှုပ်တာကတော့ဘယ်တော့မှမရှိပါဘူးဒါပေမဲ့တော့ညာလဲဒီပေါ့နော်ကျွန်တော်တို့ဒီရန်ကုန်မှာလှုပ်တာဖြစ်တဲ့အတွက်ကိုလူနေထူထပ်တဲ့နေရာတိုက်အမြင်ကြီးရှိတဲ့နေရာကမိသားစုတွေကတော့နည်းနည်းလေးဂယုစိုက်တတိထားပြီးတော့ဒီညာတော့ ဟိုသတိဝိရိယလေးနဲ့နေစေချင်တာပေါ့ဘာလို့လဲဆိုတော့ဟိုဟိုပြောမရဘူးလေပြောမရဘူးဟိုဒီလိုကရန်ကုန်မှာတော့ဒီလောက်ကြီးတော့မလှုပ်ဘူးမလှုပ်ဘူးဆိုပေမဲ့အဲအခုလှုပ်တယ်နည်းနည်းပြစ်ဆောင်လိုက်တဲ့ဟာလေးကနည်းနည်းလေးတော့ကျန်းတယ်လို့ထင်ရတယ်ဗျအဲ့တော့အခုလက်ရှိမှာတော့လမ်းဒီမှာပဲလူတွေကထွက်နေတာတော့တွေ့တယ်အဲအဓိကပြောချင်တာကသတိဝိရိယနဲ့ဟိုငြိမ်သွားမိမဲ့တော့ညာလေသတိဝိရိယလေးနဲ့အိပ်ဖို့ပေါ့နော် ဒီအထက်မြင့်အဆောက်အဦမှာနေတဲ့မိသားစုတွေကပို့ပြီးတော့ဒါတတိထားကြဖို့ဗဒီဦးရံလေးနဲ့အိပ်ဖို့ကျေးဇူးတင်ပါတယ်ယူဆက်ကြပါဦးဘာမဖြစ်ဘူးကွာတနာ ਈ နဲ့7မိနစ်နဲ့17မိနစ်ဝင်းကျင်လောက်မှာရန်ကုန်ကျမတို့ဒီမှာငလင်လှုပ်သွားတယ်လို့ခန့်စားရတယ် ဟုတ်လားဟုတ်လားပေါ့နော်ဟုတ်လားတစ်ချက်လောက်လေးပြန်ပြောပြပါအောင်ကျမတို့အိမ်ကတော့လုံချင်းအိမ်ဖြစ်နေတဲ့အတွက်လေးကျမတို့ကအောက်ထပ်ကအောက်ထပ်မှာကျမအမေအမေကတော့အောက်ထပ်ကလူတွေကတော့မသိဘူးကျမတို့ကအပေါ်ထပ်ကလူတွေကတော့ကျမကတော့အဲ့လိုငလင်လောက်တဲ့ခံစားချက်ကိုကျမရလိုက်တယ်ကွာရလိုက်တဲ့အတွက်ကျမအောက်ကိုမေးလို့ရှိရောအောက်ကိုကျမလည်းဘာမှသာမလုပ်တာတော့ကိုကကြောက်ရလန့်နဲ့ဖုန်းတွေဘာတွေကောက်ယူပြီးချက်ချင်းဝုန်းဆိုပြီးပြေးစင်းပြီးွားယူကျမသားနဲ့ကျမနဲ့နှစ်ယောက်အောက်ကိုပြေးစင်းပြီးွားယူအဲ့ဒါအမေကလည်းမဟုတ်ပါဘူးမဟုတ်ပါဘူးလို့ပြောတယ်ဒါပေမဲ့ဟုတ်တယ်လို့ထင်တယ် တော့အဲ့ဒါနဲ့ဟုတ်ဟုတ်လားရန်ကုန်ကသူတွေတတိထားလိုက်မိလားခံစားမိလိုက်လားအဲ့လိုမျိုးဒါဆိုရင်တော့နည်းနည်းလောက်တော့ဒါကလေဟိုတနေ့ကလည်းဟိုဟာနည်းနည်းလောက်တော့တတိထားရမယ့်အချက်ရှိတယ်တတိထားရမယ်ထင်တယ်လို့ပြောတာနော်အမလီနောက်မို့ဆိုကျွန်မစိတ်ကန်နေအောင်ဟုတ်လားမဟုတ်လားကျွန်မကိုပြန်ပြောပေးကြပါအောင်ကျွန်မကြောက်လို့ပါအခုတော့မှပဲနည်းနည်းလေးလှုပ်လှုပ်လှုပ်လေးဖြစ်သွားတာတော့မှပဲကျွန်မအောက်ကိုអော်ပြီးတော့ပြေးစင်းရတယ်